အားလုံးမင်္ဂလာပါဗျ။ဆော့ကာတီယာမြန်လေးပြန်လည်ပြီးကြိုးစားလိုက်ပါ။ကျွန်တော်ဒီနေ့ဗိုလ်တုံးလေးညမှာလည်းချန်ပီယံလေးပွဲကောင်းကြီးအများကြီးရှိခဲ့တဲ့အနေနဲ့ကြိုက်ဆုံးဝယ်စဉ်ထုံးစံနိုင်မယ့်6ပွဲကိုတူတူချင်းပြီးပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်။ညညတော့ကိုကြီးကိုယ်စင်ပြေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။6ပွဲပြီးပြီးလုပ်ခဲ့ရမှာ9ပွဲအောင်တစ်ပွဲကျနဲ့စင်ပြေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ညကျွန်တော်ဒီဗူယာမီတစ်ပွဲကောင်းပါဝင်ဒီမမ်ဘာပွဲစဉ်3ပွဲပြီးခဲ့ရမှာဒီ3ပွဲလုံးပေါ်ဝင်ထားတဲ့နေရာမှာရှိပါတယ်။ဒီတစ်ပွဲကောင်းကတော့ Itigo Body ဒီမမ်ဘာ9ပွဲကတော့ဒီ PSG ကိုအောင်နဲ့အမနာကိုကိုအောင်ဒီ3ပွဲလုံးအစီအပြေထားတဲ့နေရာမှာရှိပါတယ်။ နော်ဒီဘူယာမီဒီဘွဲကောင်းနိုင်ပြီနဲ့ဒီတပတ်စာမှာပါလားဒီနေ့ညကိုများဒီတိုင်းဝါဖုန်းနံပါတ်ဘဲပေါက်တယ်ရန်လာရောက်ဆက်တဲ့နေ့နဲ့နေပါလေကျွန်တော်ဒီ preview ပွဲစဉ်တွေဘက်ကိုတွက်လိုက်ရအောင်ပမောင်းတော်ဒီပါဖုန်းနဲ့ဗီလာကြီးရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ပါဖုန်းနဲ့ဗီလာကြီးရဲ့ဒီပွဲမှာအဝိဗီလာကြီးကပေါ့ကြီးသလုံး90ရှုံးပူပေါင်းကြီးသလုံး30စာမှာကြီးပွင့်ထားပါတယ်ဒီစည်းတမ်းပြန်မစင်တော့ချန်ပီယံလိပေါ့မှာဒီဗီလာကြီးရဲ့တို့အနေနဲ့နိုင်ပွဲမရှိထားတဲ့အနေထားမှာဒီ၃ပွဲကဏ္ဍရမှာ၂ပွဲရှုံးတစ်ပွဲတည်နေတယ် တမပဲရရှိထားတဲ့ဒီလိုင်းရေးဆုံးနေနဲ့အဝေးကွင်းမှာဒီလိုင်းတန်းကတော့စီးပြင်းတဲ့နေသားမှာရှိပါတယ်လက်ရှိဖောင်ကြည့်ရမယ်ဆိုတော့ဖောင်ရတော့လာလီကမှာတော့ဖောင်ကောင်းတဲ့နေသားမှာရှိပါတယ်ဒီပါဖူရဲ့လက်ရှိဖောင်ကြည့်ရမယ်ဆိုရင်ပါဖူကဒီနောက်ဆုံးကတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲတည်နေဖောင်ရတော့မဆိုးလို့ပြောရတဲ့နေသားမှာရှိပါတယ်ချန်ပီယံလိမ့်မှာလည်းသူ့အနေနဲ့ခက်စစ်မဆိုးတဲ့နေသားမှာရှိပါတယ်ဒီနှစ်ပွဲကအသေးကန်စီးစီးတေးကန်လာပြီတပွဲကတော့ဒီပိုင်းရန်ကိုအင်ဝင်းမှာဟိုပြက်ရှုံးထားတဲ့နေသားမှာရှိပါတယ်ဝင်းဝင်းဗီလာရေးရုပ်ကြည့်မယ်ဆိုရင်ဒီမက်ချက်တာစီးရီကိုရှုံးထားပြီးတော်တောင်စွားကိုလည်း ရှုံထားတဲ့ပြင်ဒီဂျိုနဲ့ကိုပဲဒီတူတူတုံးနဲ့တေကန်ထားပြီးတမက်ပဲရရှိထားနေတာမှဖြစ်တာကြောင့်ဒီမီလာရဲတို့အနေနဲ့အစ်စ24လေးအတွင်းဝင်နေဆိုရင်ဒီဒီလိုမျိုးပွဲမျိုးမှာမဖြစ်မနေနိုင်ပွဲယူလို့နေနေချာမှာရှိပါတယ်ဒီမီလာရဲလက်ကျန်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တော့မွန်ဒီကိုပင်ဟေဂင်လီဗာပူးစင်ဒီအိုင်းရဆိုပြီးတော့ဒီ၄တင်းချက်ထားနေတာမှာအိုင်းရတစ်ပွဲလောက်ပဲပွဲချောင်းနေနေတာမှာဖြစ်တာကြောင့်ဒီကျန်ကျန်တဲ့၃ပွဲကဒီသူနေနဲ့ရမှတ်မတိကြတဲ့နေချာမှာဒီဒီလိုပွဲမျိုးမှာမဖြစ်မနေနိုင်တော့မှရရှိဖို့လိုအပ်နေတဲ့နေချာမှာရှိပါတယ် ဒီလိုက်ရဲ့ဒီလက်ရှိဒီတိုက်စစ်ဖောင်ကြီးရမှာဆိုတော့ဒီတိုက်စစ်ဖောင်ရန်ကောင်းတဲ့အနေအထားမှာရှိပါတယ်ဒီနာလီကမှာဒီခံစစ်ကောင်းပါရဲ့ဆိုတော့ဒီဘလကာနိုကိုဖိုးစီနဲ့ကိုပြနိုင်ထားပြီးဒီဘလန်စီယာကိုလည်းတူးစီနဲ့ကိုပြနိုင်ထားတယ်ပြန်ဒီဖက်တက်လိုတင်းမျိုးကိုတူတူဒေါ်နဲ့နှစ်ခုတွန်းထားပြီးဒီဂျူမန်တက်ကိုလည်းတူတူဒေါ်ဒီနှစ်ခုတပွဲကိုပြန်များဒီနှစ်ခုနဲ့အထက်တွန်းထားတဲ့အနေအထားရာဒီဒီလိုက်ရဲ့တိုက်စစ်ကလည်းရန်ကောင်းတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မင်းတို့ဒီပွဲမှာတော့ဒီဝေးဝန်းဆိုပေမဲ့ဒီလိုက်ရဲ့တို့ရမလွယ်ချက်ရှိမှုနဲ့အတူကိုပြအနိုင်ရရှိသွားမှာပွဲတော့ယူဆပါတယ်ဒါကြောင့်မို့အဝေးပင်ဒီလိုက်ရဲ့ဘော်ကိုရွေးချယ်ထားပါတယ် နောက်တစ်ဝက်ဒီအစာပိုင်းရန်ကလပ်ဒီကွာတာဖိုင်နယ်ချက်စီဝဲမှာဝေးချက်စီကဘောရေးကလုံရှုံကိုပေါင်းကြီးသုံးလုံး30ရှုံမှာခြေပွန်ထားပါတယ်ဒီစည်းတမ်းကိုကြည့်မှဆိုတော့ဒီလက်ရှိချက်စီဖောင်နဲ့ဒီချက်စီရဲ့ဒီမန်ကင်းကွာဟောင်းနဲ့ရာဒီဝေးမဆိုမဲ့တလုံးရှုံကတော့ပြရမယ့်နေထားမှာရှိပါတယ်ဒီနဲ့လည်းလက်ရှိဖောင်ကြည့်ရမှာဆိုရင်ဖောင်ရတော့နဲ့တလုံးကတော့ဒီလီကိုစီမှာဖောင်ကောင်းတဲ့နေထားမှာရှိပါတယ်ဒီကွာတာဘက်ကလည်းမဆုံးတော့မှာသုံးဝက်နဲ့တစ်ပွဲရှုံတစ်ပွဲတည်ဒီအစာပိုင်းချက်မှာစာပိုင်းချက်တိမှာလည်းဒီ ဖန်ကောင်းနေတယ်မြန်ဒီချမ်ပီယံလိမှာပါရလက်ကောင်းထားနေထားမှရှိပါတယ်သူနေနဲ့ချမ်ပီယံလိသုံးပွဲမှာလဲကိုရင်တို့နဲ့ဒီဘင်ဖီကာကိုနိုင်ထားပြီးဒီအက်သလက်တစ်ကလပ်ကိုပဲရှုံထားတဲ့အနေအထားရဒီချမ်ပီယံလိမှာလဲခြေစွမ်းပြထားတဲ့အနေအထားမှရှိပါတယ်ဝင်းဝင်းချက်စီကိုကြည့်ရမယ်မြန်ဒီသုံးပွဲမှာနှစ်ပွဲနိုင်ပွဲရှုံနေချက်စီလဲဒီကောင်းမဆိုးလို့ပြောရတယ်ဒီထားမှရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီကွာတာဘက်ဒီအင်ဝင်းအတတ်ချက်လဲရှိတဲ့အနေအထားမှာလဲဖြစ်တာကြောင့်ချက်စီတို့အနေနဲ့ဒီ ဝေဝင်းဒီတုံးပွဲစတဲ့ကန်ထားတဲ့အနေထားမှာဖြစ်လာပြောင်းပွဲပန်းတဲ့အနေထားမှာရှိပါတယ်ဒီတိုတန်ဆွာကိုလည်းဝေဝင်းကန်ထားပြီးဘာန်တန်ကိုလည်းဝေဝင်းသူဝေရလည်းဒီဝေဝင်းဝေဝင်းတုံးပွဲမြောက်ကန်ရမယ့်အနေထားမှာလည်းဖြစ်တယ်ဒီဒီပြည်တွင်းလေးမဟုတ်ဘဲနဲ့ဒီချာဥရောပပွဲစဉ်အဝေးဝင်းဖြစ်တာကြောင့်ချက်စီတို့အနေနဲ့ဒီပို့ပြီးတော့ဒီပွဲမှာပွဲပန်းလာနိုင်တဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့လို့ဝေဝင်းချက်စီတို့အနေနဲ့တလုံးရှုံးပေါက်ကြမှာဒီနှစ်ခုပြတ်ဖို့ခက်ခဲမဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့လို့ဒီဖောင်ကောင်းနေတဲ့အင်ရှင်ကွာတာဘက်ပေါ်ကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီပိုတူဂီကလပ်ဖင်ဘီကာနဲ့လီဗာပူးစံဒီပွဲမှာအင်ရှင် င်မီကာဘူရီလေးပဲရှင်ဘူပေါင်းကြီးသုံးလုံးလေးရဲ့အစားမှာချိန်ပွင့်ထားပါတယ်ဒီစီတော့ကြည့်ရမစင်ဒီပင်မီကာတို့နေတဲ့ဒီချန်ပီယံလိမ်မာလည်းတက်မှတ်မှာမရရှိထားသေးပဲဒီတေဘယ်ဆန်နေမှာအောက်ဆုံးမှာလည်းရောက်နေတဲ့အနေထားမှာလည်းဖြစ်တာကြောင့်ဒီလေဗာကူစင်ကိုကုတက်ဘလတ်မြင့်တဲ့အင်ကိုအင်ဝင်းမှာလည်းပဲရှင်ကဒီဈေးပြင်းတဲ့အနေထားမှာရှိပါတယ်လေဗယ်50လောက်ဆိုရင်တော့ညတ်တဲ့အနေထားမှာဖြစ်ပေမဲ့ဒီဝင်းမှာတော့လေဗယ်ရှင်ကဒီပင်မီကာတို့ဈေးရမ်းပြင်းတဲ့အနေထားမှာရှိပါတယ်မရှိဖို့မကြည့်ရမစင်ကပင်မီကာတို့နေတဲ့ဒီချန်ပီယံလိမ်မာကရမ်းမမြားထားသေးဆိုရင်ပေါ်တူဂီမှာတော့ဒီဒီ ီးပြတဲ့မွန်ယူနဲ့တူဒီဖောင်ရန်ကောင်းတဲ့အနေအထားမှာရှိပါတယ်။နိုင်ပွဲတွေဆက်နေပါတယ်။ဝေးဝန်းလေးပါကူစင်ကြည့်ရမှာဆိုရင်ဒီဖောင်မဆိုးလို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။နောက်ဆုံးတော့မှ၃ပွဲနဲ့၄ပွဲရှုံး။ဒါပေမဲ့ဒီပွဲမှာတော့ဒီလီဗာကူစင်ကစားသမားတွေအဓိကပလေယာတွေဒီအများပြားလွှဲချော်နိုင်နေတာမှာရှိပါတယ်။ဒီအဓိကနောက်ခံလူတယောက်ကလည်းဒီပြီးခဲ့တဲ့ပြကြည့်နေပွဲမှာဒီအနီးကထိတာနေမှာဖြစ်လာကြောင်းဒီပွဲကိုလွှဲချော်နေတဲ့ဒီကွင်းလေလူအဓိကကွင်းလေလူတယောက်လည်းဒီပွဲကိုမပါဝင်နိုင်တဲ့နေရာမှာဖြစ်လာကြောင်းဒီလီဗာကူစင်တို့အနေနဲ့ဒီကစားသမား ဒီစုဖွဲ့မှုအားနည်းနေတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မို့လဲဒီဂင်ဗီကာတို့ level ရှုံးထိဈေးနှုန်းပြင်းထားတဲ့အနေအထားဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာဂင်ဗီကာတို့ဈေးနှုန်းပြင်းမှုနဲ့တူဒီပြီးခဲ့တဲ့ဒီချက်စီးနဲ့ဒီဝမ်းစီးနဲ့ရှုံးထားတဲ့ဘွဲမှာတော့လည်းဂင်ဗီကာတို့ဒီကစားကစားပုံမဆိုးတဲ့နေရာမှာရှိပါတယ်။ချက်စီးကိုဒီအဝေးဘက်ကနေခတ်တွေ့အောင်ကန်နိုင်တဲ့ခြေစမ်းမှုနဲ့ရှိတဲ့နေထားမှာဖြစ်တာကြောင့်အင်ဘွဲမှာဒီဘက်ကိုစင်ကိုဒီလူမဆိုးတဲ့လေးဘက်ကိုစင်ကိုဒီအနိုင်သုံးမှရရှိတော့မယ့်ဘွဲလို့ဆက်ပါတယ်။ဒါကြောင့်မို့အရှင်ဂင်ဗီကာဘော်ဒီကိုရွေးချယ်ထားပါတယ်။ နောက်တစ်ပတ်ဒီအင်တာမြန်နဲ့ကရက်အမဒီဒီဘက်မှာအရှင်အင်တာကဘောလီကြီး350ရုံကူပေါင်းကြီးလေးလုံး20ရုံပါဒီဘောလီကြီးရောကူပေါင်းကြီးရောခက်ပြင်းပြင်းကျေပွန့်ထားတဲ့နေသားမှာရှိပါတယ်ဇီးတောင်ကြီးရမှာဆိုတော့ဒီအင်တာတို့အနေနဲ့ဒီပြီးခဲ့တဲ့ချန်ပီယံလိတ်၃ပွဲလုံးပွဲချောင်ထားပြီးဒီ၃ပွဲလုံးကိုပြက်နဲ့ကြည့်အောင်ထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီလေကရက်အမဒီတို့ဒီဝန်ကွာတဲ့တင်းမျိုးနဲ့အင်းမြမဒီဒီဇီးတန်းဖွင့်လာတယ်လို့မဆပါပါနဲ့အရှိဖောင်ကြီးရမှာဆိုတော့အင်တာကိုနောက်ဆုံးကောင်းမှာလေးပွဲနိုင်တဲ့ပွဲရှုံနဲ့ဖောင်ရင်းကောင်းတဲ့နေသားမှာရှိပါတယ် ။နော်ဒီဘက်မှာတော့ဒီ champion champion league မှာတော့ဒီ serie မှာတော့ဒီ inter နဲ့ကြည့်အောင်မြင်မှုဒီအတော်လေးများထားနေတာမှရှိပါတယ်။ဒီ champion အထူးသဖြင့် champion league မှာဆိုရင်သူနဲ့ဒီပွဲချောင်ထားပြီးအាយက်ကို2 Slavia Praha ကို2-0နဲ့ဒီ Union Saint ကိုဒီနောက်ဆုံးကန်ထားတဲ့ Union Saint ကိုဒီလိုမျိုးပဲဆောက်ဆိုတဲ့ဒီမှောင်နဲ့နဲ့ဈေးတန်းနဲ့ကိုစီနဲ့ကိုပြက်နိုင်ထားတဲ့ဒီထားမှာဖြစ်တာကြောင့်ဒီ inter အနေနဲ့ဒီပွဲမှာတော့ဒီကြည့်အောင်မြင်မှုခက်ခဲလာနေတဲ့နေရာမှာရှိရပါတယ်။ဈေးတန်းပြင်းမှုနဲ့ဒီ inter ကိုကြည့်အောင်မှုခက်ခဲမဲ့ပွဲလို့ယူဆပါတယ်။ ဒီဝက်ကလည်းဒီ intern လုပ်နေတဲ့ညီအနိုင်သုံးမှတ်တရားထားတဲ့အနေထားမှာလည်းဖြစ်တာကြောင့်လေဒီ web ဘင်းကံနဲ့ဒီ CDA လာဇီုံနဲ့ကွဲချက်ခံရမယ့်အနေထားမှာလည်းဖြစ်တယ်။ CDA မှာလည်းဒီတိုက်တဲ့အတွက်ဒီအတင်းအများကြီးအပြိုင်ဆိုင်ဖြစ်နေတဲ့အနေထားမှာဖြစ်တာကြောင့်ဒီပွဲတက်ဒီ CDA ပွဲကိုပဲဒီသူ့အနေနဲ့ဒီသူ့အပြုတ်ကချန်သွားမယ့်အနေထားမှာရှိပါတယ်။ပြီးခဲ့တဲ့ဒီ Champion League ၃ပွဲမှာကဒီ intern လုပ်နေတဲ့ဒီ squad အပြည့်နဲ့ကန်ထားတာဖြစ်တဲ့ကြောင့်ကိုပြတ်နိုင်ခွေးရရတယ်ဆိုမှဒီပွဲမှာဒီတခြားသမားအများကြီးနားပေးလာနိုင်တဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မကျွန်တော်ဒီပွဲမှာ လေးလုံး20ရှုံးပေါက်ကြရမှာဒီဝင်ဝင် MRD တို့ကလည်းဂူရဖို့မရှိတဲ့အနေထားမှာဖြစ်တာကြောင့်အင်တာတို့လည်းဒီအရင်ကသမားတွေအများကြီးနဲ့ပွဲထလာမယ်အနေထားမှာဖြစ်တာကြောင့်ဒီခူဝါအောက်တမိုးတော်ပဲရွေးချယ်ထားပါတယ်နောက်တစ်ပွဲကဒီမန်ချက်စတာစီးတင်ရဲ့အတွက်မှာဒီပွဲမှာအရှင်မန်ချက်စတာစီးတီကဘောရီးကလုံး40နဲ့ဂူအောင်ကြီးကလုံး50ရှုံးမှာရှင်းပွင့်ထားပါတယ်လေးတောင်ကြည့်ရမယ်ဆိုတော့ဒီစီးတီတို့ဒီလက်ရှိမှာဖောင်ကောင်းနေတဲ့အနေထားမှာဖြစ်လာကြောင်းဒီအင်ကွင်းတလုံး40ရှုံးမှာတော့ဒီရေးပေးတဲ့အနေထားမှာရှိပါတယ် လက်ရှိကားဖောင်ကြည့်ရမှာဆိုတော့ဖောင်ကတော့မြေပြင်ကတော့ကောင်းမွန်ဆုံးနေရာမှာရှိနေပါတယ်ထုံးမကလည်းနောက်ဆုံးကတော့မလေးဝဲနိုင်တဲ့ခွေးရှင်ဒီမန်ချက်တာစီးရဲ့လည်းနောက်ဆုံးကတော့မလေးဝဲနိုင်တဲ့ခွေးရှင်နဲ့ချန်ပီယံလိရဲ့စတန်နေအောင်ကြည့်မယ်ဆိုရင်ဒီထုံးမကအဆင့်ရှိတဲ့ဒီမန်ချက်တာစီးရဲ့အဆင့်ပိုးမှာရက်တည်နေနေရာမှာဖြစ်တာကြောင့်ဒီနှစ်သင်းလုံးကတော့ဒီနောက်တစ်ဆင့်အတွက်ရမတ်ရိုင်းမလို့အတော်နေနေရာမှာရှိပါတယ်မန်ချက်တာစီးတို့အနေနဲ့ဒီဒီဘွဲပြင်းနဲ့အီပီယံဒီအရေးကြီးတဲ့ဘွဲစဉ်လီဗာပူးနဲ့ဒီပွဲချက်ကန်ရမယ့်နေရာမှာဖြစ်တာကြောင့်ဒီအီပီယံဘွဲစဉ်ကိုမေဒီကအာယုံဆိုင်လာမယ့်နေရာမှာရှိပါတယ်ဒီဘွဲရဲ့အနေနဲ့ဒီ လက်ရှိမှာလည်းဒီအဆင့်9နေရာမှာရောက်ရှိနေတဲ့နေသားမှာဖြစ်တာကြောင့်အရင်ကြီးအမှတ်မလိုရတဲ့နေသားမှာဒီဘွဲမှာတော့ထင်းထင်းနင်းနင်းနဲ့ကံသွားမဲ့နေသားမှာရှိပါတယ်ဒီဝင်းဝင်းဒရော့မွန်ကလည်းစီတီလိုအင်္ဂလိပ်မျိုးမှာသူ့အနေနဲ့ဒီတေဒမတ်အတွက်ပဲဒီကပြင်ဆင်လာမဲ့နေသားမှာရှိပါတယ်ဒီဒော့မွန်တို့အနေနဲ့ချန်ပီယံလိမ့်မှာဒါဒီတိုက်စစ်ဖွင့်ပြီးဆော့ရဲဆိုနေသူ့အနေနဲ့ဝန်ဒက်စလီကာမှာတော့သူ့အနေနဲ့ဒီရာကူရောပီကူရောအရန်လည်းပြီးဒီခိုးကအများစုဆော့ထားတဲ့နေသားမှာရှိပါတယ်ဒီဒီဘွဲမှာတော့ဒီမန်ချက်စတာစီတီတို့ကလည်းဒီဘွဲပြင်ကံနဲ့ဒီလေဘာကူးနဲ့ဘွဲဝင်ပဲသူ့အနေနဲ့ ကစားခွေတလာမယ့်နေရာမှာရှိပါတယ်။ဒါကြောင့်မို့အိမ်ပွင့်မှာတင်း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 ကလာမယ့်နေရာမှာဖြစ်တာကြောင့်၃လုံး50ရှင်းပေါက်ကြည့်အောင်ပါ။၉ဘောင်အောက်တမျိုးလေးကိုပဲရွေးချယ်ထားပါတယ်။နောက်တစ်ခုတော့ဒီ new cafe နဲ့ atlantic club ဒီဘက်မှာအရှင်မြူကဗိုလ်ကြီးတလုံးလေးတဲ့ရှုံနေဒီကောပေါင်းကြီးတလုံး80စာမှာခြေပွင့်ထားပါတယ်ဒီဇီလန်ကြီးကမှဆိုတော့ league လက်ရှိ champion league standing ရကတော့ပေးတဲ့နေထားမှာရှိပါတယ် champion league standing ဒီ standing မှာဒီ new cafe ကအဆင့်7မှာရပ်နေပြီဒီ atlantic club ကဒီအဆင့်25နေရာမှာရောက်ရှိနေနေထားမှာဖြစ်တာကြောင့်ဒီ ဆင့်ကွာကြရာဒီလုံးလေးတဲ့ရှင်ဒီဘုကဆင်အိမ်မှာတော့ဈေးပေးတဲ့နေထားမှာရှိပါတယ်။ခင်ဗျားဒီလက်ရှိကာရာဖောင်ကြီးကမထင်ဖောင်ရတော့ဒီနှစ်သင်းလုံးအရင်ကြီးမကွာတဲ့နေထားမှာရှိပါတယ်။ဒီဘုကဆင်လည်းနောက်ဆုံးကတော့မှာသုံးပွဲနိုင်နှစ်ပွဲရှင်ဝဲဝဲတလက်ဒီကလည်းနောက်ဆုံးကတော့မှာနှစ်ပွဲနိုင်နှစ်ပွဲရှင်တစ်ပွဲတည်နဲ့ဒီဖောင်အရင်ကြီးမဆိုးတဲ့နေထားမှာရှိပါတယ်။တော်ဒီဘက်မှာဒီအရှင်ဘုကဆင်ဒီလုံးလေးတဲ့ရှင်ပေါက်ကြမှာဒီအဝေးပြင်အက်သလက်တစ်ကလပ်တို့ကလည်းဒီလက်ရှိစတန်နေရဒီအဆင့်25မှာရောက်ရှိနေတဲ့နေထားမှာဖြစ်တာကြောင့်ဒီ new ကဆေးအင်မတ်မှာတော့သူနေတဲ့ဒီခန်းစစ်ကိုပြင်ဆင်လာပြီးတေးတမက်လောက် ဒီရဖို့အတွက်ပဲအင်းစင်လာမဲ့အနေထားမှာရှိပါရဲ့ဒီဘူးကဆိုင်ကလည်းသူနဲ့ဒီအိမ်ကွင်းကောင်းလဲဆိုတော့မဲ့ဒီတလုံးလေးသေးတလုံးလေးသေးရှင်ပေါက်ပြောက်မှာတော့ဒီဒီခန်းစကောင်းတဲ့ Athletic Club လိုမျိုးအတင်းကိုတော့လေနှစ်ဖို့ပြတ်ဖို့ခက်ခဲမဲ့အနေထားမှာရှိပါရဲ့ဒီဝက်ဘင်းလဲဒီအိပီယာမားဒီဂရန်ဖို့ရဲ့အိမ်ကွင်းမှာဝက်ချက်ခံရမဲ့အနေထားမှာဖြစ်တာကြောင့်ဒီဘူးကဆိုင်တို့အနေနဲ့ဒီနှစ်ဖို့ပြတ်ဖို့ခက်ခဲမဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မင်းတို့တလုံးလေးသေးရှင်ပေါက်ပြောက်မှာအဝေးကွင်း Athletic Club ဘောဒီနဲ့ကိုပေါင်းကြီးတလုံးရှိတဲ့စားပေါက်ပြောက်မှာဒီနှစ်တလုံးကခန်းစကောင်းတဲ့ နေထားမှာဖြစ်တာကြောင့်ဘူမောင်းအောင်နဲ့ဝူမောင်းအက်တလက်တစ်ကလပ်ဘော်ဒီကိုရွေးချယ်ထားပါတယ်ပရိုးနေ့ညမှာအားလုံးပဲအပေါင်းကြကြပါတယ်ဗျ